ငံကထွက်တဲ့ဂီတမြန်မာလူမျိုးကိုနေရန်ကနေပြီးဆိုင်းဝါဒနာရှင်တွေ့ဖို့ဗလာတိုင်းရဲ့အရာတော်ကိုဒီလိုစပြီးတရေတက်သွင်းကြသူယာဟုတ် Hey. နေပြီးပေါင်းနမေတော့ကြည်လာပါရဲ့မောင်နေရတိုင်းကြီးပေါင်းနေပြီးပေါင်းနမေတော့ကြည်လာပါရဲ့မောင်ကြည်စမ်းပါဘုကေယရှုစမ်းပါဘုကေယဘေညာလဲဆွမ်းတာရဲ့မောင်မောင်ကလေးကိုတီးတဲ့မောင်စိတ်ဆူရမြမင်းကြီးထိတ်ကောင်းပေတို့ပြီးပြောင်း နေပြီးပေါင်းနမေတော့ကြည်လာပါလေမောင်ဟဲ့တိုင်ပြီးပေါင်းနေပြီးပေါင်းနမေတော့ကြည်လာပါလေမောင်ကြည်စမ်းပါဘိုကေယောင်ရှုစမ်းပါဘိုကေယောင်ဘယ်ညာလဲစွမ်းသွားတယ်မောင်မောင်ကလေးကိုတီးတယ်မောင်စိုက်စုံရမြမင်းကြီးထိတ်ခေါဘေတော့ပင်ပြောင်းဟဲ့ဟဲ့မောင်ကလေးနေရဖွဲ့တော့လား ာဆိုင်မြတ်အမှုပညာရှေးဟောင်းဖော်ထုတ်တပင်းအလုပ်ဆိုဒီအတိုင်းပေါ့ဆရာဆရာတွေချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်းမန္တလေးနေရန်လို့ရှောင်းလန်းနေစေပါပဲဗျာနော်မြမဂီတမြမအမှုပညာဆိုတာကတော့မြမရီထိမ့်သိမ့်မှသာလျင်ကျွန်တော်တို့မြမဂီတမြမအမှုပညာရေရှည်တည်တတ်ပါလိမ့်မယ် အနောက်တိုင်းကလာတဲ့ပေါ်လွင်စမ်းပြနေတဲ့အော်ကင်စန်တရားတွေနဲ့တော့မြမအနုပညာမြမဆိုင်နေနိုင်ရှင်ပြီးတော့နားမထောင်ကြပါနဲ့ဟုတ်ကဲ့အရင်တုန်းကပရိစီယာတူးနဲ့ရွှေလက်ကောက်ကလေးဆိုတာရှိရွှေလက်ကောက်ကလေးကငိုးနေတော့ပရိစီယာကမေးတယ်အသင်ရွှေလက်ကောက်သင်ဘာကြောင့်ငိုရသလဲအချင်းတို့ကသင်ကိုငရေမိနဲ့အပူပေးလို့သင်ငိုခြင်းဖြစ်ပါသလားရွှေလက်ကောက်က ။ဟိုတခင်အကျဉ်တော့ကငရဲမင်းနဲ့အပူပေးလို့ငိုခြင်းမဟုတ်ပါဘူး။ဒါဖြင့်အသင်လက်ကောင်။အကျဉ်တော့ကတင်ကိုပေးကုန်ပေါ်မှာတူနဲ့တင်ထုလို့နာလို့ငိုခြင်းဖြစ်သလား။အသင်ဆွေလက်ကောင်။ပြန်ဖြေတော်မူပါれ။ဟိုတခင်အကျဉ်တော့ကပေးကုန်ပေါ်မှာတူနဲ့တင်ထုလို့နာလို့ငိုခြင်းလည်းမဟုတ်ပါဘူး။ ဒါဖြင့်အသင်ရွှေလက်ကောက်ကဘာကြောင့်ငိုရသလဲလို့ပရင်းစရာကမေးတော့ရွှေလက်ကောက်ကကျုပ်တို့ရဲ့ရွှေမျိုးဟာအင်မတန်မှမြင့်မြတ်တဲ့ရွှေမျိုးပါဒီမြင့်မြတ်တဲ့ရွှေမျိုးကိုဘာမဟုတ်တဲ့တော်ထဲမှာအလစ်ထားပောက်တဲ့ဇန်ရွေးစီနဲ့အချိန်ခံရလို့အကျွန်ုပ်ငိုခြင်းဖြစ်ပါတယ်ဟုတ်ကဲ့မြမဂီတမြမအနုတင်ညာကလည်းထိုနေ့ဒူးစွာပဲ မမအနောက်တိုင်းကလာတဲ့တန်စင်ဂီတတွေတော့နိုင်ရှင်ပြီးတော့နားမထောင်ကြပါနဲ့ဟုတ်ကဲ့ဒါကြောင့်ဆရာမြတ်ဖြစ်ကြပါတော့မင်္ဂလာအဖိုးဆရာရွှေထောင်းမြင်ကဥထိပ်ပန်းဆင်းပြီးတော့မန္တလေးမြို့ရဲ့ကျက်သေးဆောင်မန္တလေးဥစိန်တော်ဥသိမ်းအောင်အကိုဆရာအရင်ဖြစ်ပါတော့မန္တလေးဝင်းတင်တို့ချမှတ်ခဲ့တော့လမ်းစဉ်အတိုင်းရှောက်လမ်းမှာဖြစ်သည့်အတွက်မန္တလေးနေရမင်္ဂလာဆိုင်တော်အဖွဲ့က နောက်ပိုင်းဆောင်ဆိုင်ကြသောဆိုင်းဝါဒနာရှင်များအလုံးအတွက်ဗလာဆိုင်ရဲ့အနှစ်သာရတွေဘယ်လိုများဖော်ထုတ်ပေးမယ်ဆိုတာနားဆင်ပါကြစေဆိုပါစေ။ နောက်ပိုင်းနားထောင်မယ်ထင်တာပဲဟုတ်ကဲ့တို့စားတော့ပြီးပြန်မယ်သဘောရှိတယ်နေရနောခရခက်စတီးရတာလို့ဟုတ်ကျွန်တော်တို့အပေါ်ရန်တီးပြန်အောင်ဟုတ်တယ်ခိုင်းနာကိုနောက်ပိုင်းဆိုတော့နောက်ပိုင်းနဲ့တူအောင်တီးရမှာမှန်ပါဗျာမတ်တက်တဲ့အမိုက်ကြံရုံတက်တက်ပြီးသွားလို့တော့နေရချင်းဒီပေါ်ဒါပေါ့ဗျာဒီသဘောပြောပြရသေးဗျာဟုတ်တယ်မျိုး ိတ်ခါနေပါဗျာအဲ့ဒါတဲမနေပါတော့နဲ့နနာဤကိုထူတော့မှာနော်ဟုတ်ဟုတ်မိဟုတ်အဲ့တော့ကျွန်တော်ကသချင်းတပုတ်သေးသေးရေသွန်ဖြစ်မှာဆိုလို့ပါဟုတ်ကဲ့ဒီတဘောပါနော်မှန်ပါနေရင်ဘာမှမာနတရားတွေမရှိပါဟုတ်ကဲ့လူညီရင်ဤဟိုဝေကျဲလုံးချီကြတဲ့ရဲ့စာရမရပါ ဟုတ်ညီမလေးရှင်ဆိုမယ်နော်ဟုတ်ကဲ့ရတိမယ် 想着平。 ရှင်ခြေစင်းလေးကလေးကိုသဘောပေါက်အောင်ပါဟုတ်တခြင်းအတိတ်ပဲပြောတာနော်ဟုတ်ပြီညာဆိုစမ်းမလူညီရင်လူညီလေးอีโก้เจ๋ลุลุยาวาเลยลูแม่ญีลาบีสู้ยม่าราดิมันนาดิไม่เวกวยเนหอกอักขยาอีตองมาจ้วยลุบิลุยาหอกดิเปีย ဒါပြောတာနော်ဟုတ်ပြီမမကြီးဘာတွေမကျေနပ်လို့ဒီတချင်းဆိုတာတော့နားထောင်ကြည့်အောင်ဟုတ်လူကြီးရဲ့အီဂိုတောင်ကျွဲကျွဲဆိုပြီးလုပ်ပြလို့ရတယ်ဟုတ်ပြီရှေ့ပါဖြစ်တော့ခေကကရောင်လေလေခေကကရောင်လေလေရှေ့သက်တော့အစ်ကိုကြတော့ရှောင်းတဖယ်ပဲ ကိုကရောင်လေလေအစ်စ်ကိုကြတော့ရှောင်းတဖဲဖဲဟုတ်ပြီအမဘော်ဒီအမထတ်တော်မှာဟုတ်မှန်တာရရှားသွားဟုတ်ကဲ့အတုအယောင်နေအစ်စ်ဖြစ်တော်မှာဟုတ်ကဲ့အဲ့တော့မမအေးကအနုပညာဓမ္မပီပီအနုပညာကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ဒါဆိုသွားတဲ့ခြင်းနော်ဟုတ်ကဲ့ဘာစီဝါးရေးမှမပါဘူးမမဘာလုပ်ငန်းကံကံ ချမ်းသာတာတွေစဉ်းရဲတာတွေမပေါအောင်အမှုပညာချစ်တဲ့စိတ်တစ်ခုတည်းနဲ့ဒီတချင်းကိုဆိုသွားတာဟုတ်ပြီနိုင်မြမာကြီးကိုပြောတယ်ဟုတ်ငါမောင်တချင်းတပုတ်ရေးပီစမ်းဟဲ့ခစ်ကိုကရောင်းလဲလဲခစ်ရောက်ပြီတဲ့အစ်စ်အမန်နေရှောင်းဖဲနေတဲ့ခစ်ဆိုတော့အမတချင်းတပုတ်ရေးပီစမ်းဆိုတော့နိုင်မြမာရေးတယ်ဟုတ်မြမာလေးဆိုစမ်းမမောင်ငယ်ရဲ့အချစ်စားရေးပါအောင် တိုက်တွန်းလိုက်ချင်တယ်။စာရေးတဲ့ဆရာငယ်အခါမဲလို့သာနိုင်မြမာကိုလက်တွန်းလိုက်အောင်မယ်။တိုင်းတိုင်းချင်းလေး ာနဲ့ပတ်သက်ပြီးတော့နေရာပြောချင်တဲ့သဘောပါဟုတ်ကဲ့နော်ဟုတ်လူကြီးရင်ဤကိုပင်ကျွဲလောက်ချာချင်နေဟုတ်လားဟုတ်အများမူခါရေတောက်တိုင်းမတောက်နိုင်မှာဘူးခွေကျမတော်ဘောကတော့ဒီလိုရှိပါတယ်မမကြီးပြောနေတာဟုတ်လူများမူခါရေတောက်တိုင်းမတောက်နိုင်ဘူးဟုတ်တယ်ဟုတ်လားမမကျွန်တော်အမေကြီးများလဲ ဆိုင်တကယ်ဝါသနာကြီးလို့လို့သူတို့အားပေးတာတရင်တို့အဖွဲ့ဟုတ်ပါနေရန်ရုပ်ချောလို့လည်းမဟုတ်အတန်ကောင်းလို့လည်းမဟုတ်ဟုတ်ကျွန်တော်ဗလာဆိုင်ကိုနှစ်သက်လို့ဒီလောက်ပြိတ္တတ်ကြီးအများကြီးကြံနေနေတာဟုတ်တယ်ပြီးကြည့်မယ်နော်ဟုတ်နိုင်မြမာရေးခဲ့တဲ့တချင်မမအေးဆူခဲ့တဲ့တချင်ဟုတ်အီနဲ့ကျွဲတယ်ဒါကိုတီးကြဟုတ်ပြီလို့ဆိုင်တန် ဟုတ်ပြီဒုတိယပိုက်ဘူးကောင်းတယ်ဟုတ်ပါနေပါလိုက်ချီဒုတိယပိုက်ဆိုပါမယ်နော်โอเค thank you ကလီယာကြရော တင်းနဲ့နဲ့ကွဲအောင်ကြည်ရမယ်မှန်ပါဟုတ်လားဟုတ်အမှုပညာလုပ်ငန်းတွေကလုံးစားလို့တိတ်မကောင်းတော့ဟုတ်တကယ်ပြောတာပါဟုတ်နေရတော့ခုနှစ်ပွဲမရပွဲမရဘူးဆိုတော့လုံးလုံးကြီးမရတာမဟုတ်ဘူးမနစ်ကနဲ့စာရင်ကျွန်တော်ပွဲနေတာပေါ့ဟုတ်ကဲ့ဒါပြောတာဟုတ်ခေတ်ကအင်တာနက်ခေရောက်သွားဟုတ်ဟုတ်ဟုတ်မဟုတ်ဟုတ်အင်တာနက်ထဲနာမည်ကြီးရတာအကြိုက်ပဲဒါလိုဖြစ်သွားဟုတ်တယ် အရင်တုန်းကရုပ်ရှင်မင်းသမီးတွေရုပ်ရှင်မင်းသားတွေဒီဗူတွေတဲ့ဗီဒီယိုတွေတဲ့ကြည့်ရတော့ထင်ကြီးတာဟုတ်တယ်အခုကေထုံးတိတူသွားပဲဖုန်းနဲ့တွေ့ပါများလာရင်ထင်ကြီးလာတာအဲ့တော့မမအေးတချင်းနဲ့နှိုင်းရှင်ပြီးပြောရရင်ကိုပေါ်ထက်ဆရာလေးကိုပဲလေးခမရအများမိုးခိုင်းတောက်တိုင်းမတော့နိုင်ပါဘူးခမရဟုတ်တယ်ဘာကြောင့်လဲစီးပွားရေးသမားမဟုတ်တဲ့အတွက် အမှုပညာသမားဖြစ်နေသည့်အတွက်ပါဟုတ်ကဲ့စီးပွားရေးသမားဆိုရင်တော့သူပြိုင်ငါပြိုင်ချမှာဟုတ်တာဗောချမှာချမှာဟုတ်ဟုတ်ဘူးလားဟုတ်ပါအမှုပညာသမားဆိုတော့အမှန်နဲ့အမှတော့ခွဲပြားပြီးတော့တီးရပါလိမ့်မယ်ဟုတ်ကဲ့နော်ဟုတ်မူရင်းကတော့အခရာဤဘကွင်းရှက်စရာပလီကညမလေးစိုးစမ်းပါမူရင်းကတော့အခရာဤဘကွင်း ရှက်စရာပလီကပြောတော့ကျွဲဖြစ်လေရတယ်တနိုင်ပါပြီခွေတချင်းရဲ့တိဘေကနောက်ဆုံးဘေးညီကိုပြောချင်တာကတော့ကိုဘေးလေးခမကိုပေါ်ထက်ရသာလူမြတ်ညီးလိုက်ရင်မားတာတွေလည်းမှန်တဲ့တဲ့ဟုတ်ပြောပြဟုတ်တယ်နော်အများနဲ့တယောက်ရှင်လို့မရဟုတ်ကဲ့ဟုတ်ပြီလားဟုတ်ဒါလေးပြီးကြည့်အောင်နော်အောင်ခိုင်းမညာနဲ့ ရှေးပိုင်းကဘာမှတိလာတာမဟုတ်ကြောခွာပြီးတော့မနေ့မနေ့မီထုတ်ပေးရတယ်ဟုတ်ကဲ့လားချာ ိုင်းကိုကြီးအောင်တီးရင်ဆိုင်းကြီးတာဟုတ်တယ်လို့သေးအောင်တီးရင်လည်းသေးသွားတာပဲသေးမှာပဲဒါပေမဲ့ပြိတ္တအနေနဲ့တော့ဟိုတီးရင်မှတီးမယ်ဟုတ်ကဲ့ဘာလို့တော့ဆိုတော့မွေမွေချင်းမှချီနေတာဟုတ်ဗျာဒါပေါ့ဟုတ်ဘူးလားဟုတ်ကဲ့ဒီခေတ်ပြိတ္တကြိုက်အောင်လုပ်တာလည်းတိတ်လွယ်တယ်လွယ်တာပေါ့မုန်းသွားအောင်လုပ်တာလည်းတိတ်လွယ်တယ်ညင်နေဟုတ်လားဟုတ်ပါဒီလိုခေတ်ရောက်ပါပြီဗျာဟုတ်ကဲ့အဲ့တော့နေရနုသည် အမှုပညာချစ်တဲ့စိတ်ကလေးတစ်ခုတည်းနဲ့ဒါပြောဆိုတီးနေရတာဟုတ်ကဲ့မန္တလေးပြောရင်ဘာမှမပြောချင်ပါဘူးငုတ်တို့ထိုင်ပြီးပြောပြီးပြန်တီးပြီးပြန်သွားချင်တာဒီလိုလေးနေမဖြစ်တာဟုတ်ဘူးဗျာကိုကဆိုင်းเสียဖြစ်နေတာဟုတ်ဟုတ်လားမတိတာတွေတိအောင်ကျွန်တော်လေ့လာထားတဲ့အရာတွေ